နှလုံးအောင်လို့တွားပြရင်ကနေဆရာဝန်တွေကြောင့်အရေးပေါ်အခြေအနေတွေရောက်ခဲ့ရခလေအားလုံးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီဗီဒီယိုလေးကတော့အားလုံးသတိထားသင့်လို့ပြန်လည်မျှဝေပေးလိုက်ရပါတယ်အဓိကအသိပေးချင်တာကတော့မလိုအပ်ပဲခလေးရောလူကြီးပါစီထူရာမျိုးမလုပ်စီချင်တာပါဆိုပြီးမိခင်ဖြစ်သူကသူတွေ့ကြုံသမျှကိုသတိပေးမျှဝေလာတာပါကျမသားငယ်လေးဖြစ်စဉ်ကိုကလေးငယ်ရှိရဲ့မိဘတွေတတိထားလို့ရအောင်ပြောပြကြမှာ යි အစားကတော့တတကအန်ဂျင်ပြီးပြုတ်တက်ရာက ဘယ်ဘက်ရင်အောင်စုပြီးအောင်နေနေလို့မရတလို့ဒီဖြစ်လာတာမို့ချက်ချင်းပါရမီစေးရုံအရေးပေါ်ကိုတွားပြပါ යි ။ဇယဝင်ကနှလုံး EGC ရိုက်ခိုင်းပြီးအဖြေရကလေးတယောက်ရှိရမယ့်နှလုံးခုံုံထက်နည်းနေရမို့ရန်ကင်းကလေးစေးရုံကိုစီးစာရေးပြီးစေးရုံတင်ဖို့လွှတ်ပါ යි ။ဒီလိုနဲ့ရန်ကင်းစေးရုံရောက်တော့ပါရမီစေးစာနဲ့စေးရုံတက်ဖို့လွှတ်တဲ့ကလေးမို့ ။စောင့်စီရမလို့ပဲပြင်ပလူနာခန်းမှာအရင်ပြဆစ်ဆေးပြီးဈေးရုံဆောင်လုပ်ပြီးဆရာဝန်တွေကကလေးကကောင်းနေပုံကြရတယ်။ဒါမဲ့ ECG အဖြစ်ရတော့လိုအာရီဆေးရမယ်ဆိုပြီးသွေးစစ်ဓာတ်မှန်ရိုက်ဖို့ပြောပါတယ်။ပြဿနာအိမ်မှာစတာပါ။သွေးစစ်ဖို့သွေးဖောက်ရမယ်လို့တော့တတအရင်ကရှော့ရဖို့တဲ့စိုးရိမ်စရာခြေနေကိုပြောပြလိုက်ပါတယ်။မဖြစ်မနေသွေးစစ်မှရမယ်ဆိုလဲလိုအပ်တာပြင်ဆင်ပေးထားလို့ရအောင်တီချာကိုအတန်တန်ပြောပြပါတယ်။တတကအရင်ကစီထုံရင်သွေးလံပူတာကြောင့် အဲ့ဒီဖြစ်စဉ်ရှိထားတာမို့ပိုတတိထားပြီးကလေးအခြေအနေကိုတိကျပြောပြတာပါအဲ့ဒါကိုဇေယုံကတောင်ဝင်ကြဆရာဝန်တွေကအဲ့လိုဖြစ်ဘူးလေသွေးစစ်ဖို့သွေးကဖောက်ရမှာမလုံလုံမမရတာလေဆိုပြီးတကယ်ကိုအေးမဆိုင်ကြပါဘူးအဲ့လိုနဲ့တအားသွေးဖောက်ပြီးသွေးပလင်းကိုဇေယုံဝင်းနဲ့၆တက်ဆောင်ကငါးလွာကိုသွေးသွားဖို့ခိုင်းပြီးတထက်မှာတက်မှန်သွားရိုက်ပြီးပြန်လာဖို့ပြောပါ යි အဲအနေသွေးဖောက်ပြီးတော့တတအရင်တခါလိုပဲမူးတယ်မမေးဆိုပြီးဒီကုလုံးအိဆက် သွေးမရှိဖြူပတ်လာပြီးတတိလက်သွားပါ යි အဲ့လိုနဲ့ဆေးရုံကရင်နာရောက်ကလေးရအန်ဂျင်လာပြီးမရတော့ဘူးဖြစ်တာနဲ့အနာအပီစင်ကိုသွားတာလေအဲ့ဒီမှာအန်လို့မရဘူးဆရာဝန်တွေတုံးတဲ့ပီစင်မအန်နဲ့အပြင်ထွက်အန်အိတ်ထဲအန်နဲ့ဆရာဝန်တွေရော next တွေကပါဝိုင်းអော်ကြပါ යි အဲ့ကနေကလေးရသွေးပေါင်ကြလို့ဆေးထိုးဖို့ထပ်လုပ်ကြပါ යි အရန်လာလို့ short ဖြစ်ထားတဲ့ကလေးတတိပြန်လဲနေရကိုမရမနေချုပ်ပြီးအထုံးမှွေနောက်နေရသုံးလေးခါလောက်ကလေးခဏရရှိမရှိထဲမတွက်သလိုညင်သာချင်းကျင်နာချင်းတစ်စက်မှမရှိပါဘူး။ စိတ်ပူနေရတဲ့မိဘတွေဘက်ထဲမတွက်ပါဘူးမိဘတွေပြောပြထားတဲ့ တစက်မှအလေးမထားပြပါဘူး။ဒါကြောင့်မဲနှလုံးအောင်းလို့သွားပြရင်ကဆေးရုံတရတာဆိုတာထက်စီထိုးအကြသွေးလန့်ပြီးအောက်ဆီဂျင်ပေးဆေးသွေးထားပြီးအထူးကုသဆောင်အရေးပေါ်ခံနေဆေးရုံတက်နေရသလိုဖြစ်သွားတာပါ။ဒါကြောင့်မလို့ကလေးမိပါတိုင်းတတိထားရမှာကတော့ပထမတစ်ချက်ကကလေးဖြစ်ပြီးဆိုရင်ကလေးဆရာဝန်စီသားသွားကြပါ။အိမ်နာနီလို့ကြုံရဆေးခံသွားပြတာကဘလို့မှအဆင်မပြေပါဘူးခုလေခုနှစ်နှစ်အရွယ်ကိုတင်မဆီထိုးကလေးကသုံးစားလို့မရတဲ့ဆရာဝန်ဆိုတာသိတာ အမှန်ဆိုရင်အသက်73နှစ်အောက်ကလေးများကိုဖျားလင်ပါရာစီတမော့ဆီကိုစနစ်တကျတိုက်ချင်းပါရာစီတမော့ဂျိုတူးထဲ့ချင်းစရာရီကိုပြုတ်လုတင်ပိုက်အနည်းအလွန်ကြီးရဲ့ကလေးတင်ပါကိုစီထွေးကုသချင်းကကလေးငယ်များဟာလူကြီးများထက်ကုခန့်အားနေကြတဲ့အတွက်ရာသီကူးပြောင်းကာလာရီမှာဖျားနာခြင်းဖြစ်လွယ်ပိုက်ဒီအခါမှာတကြွန်းနားလေဆရာဝန်နဲ့ပြတ်တာပြီးကုသတဲ့အခါရေပတ်တိုက်ချင်းတောက်စီဂျိုတူးတောက်အစားရှိသူတို့နဲ့တက်တာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ကလေးငယ်တွေရှိသလိုပဲ တချို့သောကျမ်းမာရေးကုသသူတွေဟာကလင်းငယ်စီထိုးပြီးကုသတတ်ကြပါ යි ။ဒါဟာကလင်းငယ်တပွားစာအတွက်အလွန်အနည်းများတဲ့ကုသနည်းဖြစ်ပါ යි ။ဒီအတွက်တင်မထိုးစီများဖြစ်တဲ့ဒိုင်ဂလိုဖီနက်ပါဝင်တဲ့အပြားကျစီကိုထိုးတာဟာစနေမကြတဲ့အပြင်အနည်းရှိစေသောကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါ යි ။ကလင်းငယ်ရဲ့တင်မဟာသိငယ်ပြီးလူကြီးတင်မလို့အသွေးအသားအာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါ යි ။ဒါကြောင့်တင်မကိုအသားစီထိုးတဲ့အခါအခက်မသိတဲ့ခန္ဓာကိုယ်အောက်ပိုင်း အာယုံကျောင်းမကြီးဘောက်ကိုထုံးမိရဲ့အခါခြေထောက်ထုံချင်းချင်းအလွန်အမင်းနာချင်းချင်းဒီထက်ဆိုးလာတဲ့အခါခြေထောက်တစ်ဖက်သိမ့်သွားချင်းနာချင်းချင်းကိုတသက်တာခံစားရချင်းခြေတစ်ဖက်မတန်မဆွမ်းဖြစ်သွားခြင်းတို့ကိုခံစားရပြီးတသက်လုံးဒုက္ခိတာဘဝနဲ့အသက်ရှင်သွားရနိုင်မယ်။ဒါကြောင့်နိုင်ငံတကာမှာကလေးများကိုတက်နိုင်သမျှတင်မဆီမထိုးဖို့တားမြစ်ထားပြီးကလေးများကိုတင်မဆီလုံးဝလုံးဝမထိုးရန်ပြတန်းထားပါတယ်။ဒါကြောင့်ဘာကြောင့်ဖြစ်ဖြစ်ကလေးတွေကိုတင်မဆီမထိုးရပါဘူး။ ကလေးအထူးကုနဲ့ပြပူးတဲ့မိပါတိုင်းသတိထားမိမယ်ထင်ပါတယ်။တင်မစီထိုးခြင်းကတော့ကလေးဆရာဝန်များပင်စီထိုးဖို့တားမြစ်ထားပြီးအနည်းအလွန်ကြီးရဲ့အတွက်ကလေးငယ်ကိုစီထိုးဖို့ပြောလာရင်သာမိပါများအနေနဲ့ကလေးရဲ့ရှေ့ရီကိုစဉ်းစားပြီးလုံးဝငြင်းဆန်ပြစ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ဒါကြောင့်စီထိုးတစ်ချက်မှာတော့ရင်လည်းဖြစ်နိုင်တာတွေအများကြီးမို့အလုံးတတိထားနိုင်အောင်တင်ပြရပါဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ပြလာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ရဟန်းတော်မဟုတ်ဘဲပလင်တော်ပေါ်ထိုင်ပြီးတရားဟောတဲ့တဝင်းမျိုးကဘုသူတော်အလုံးမင်းမိလာပါမင်းနျူးချန်နယ်လေးကနေပြန်လဲကြိုးစိုးလိုက်ပါရင်ငငယ်တော်ကယတနာပေါင်းဆရာချစ်စရာတိကြမယ်ထင်ပါတယ်မိုးကဝိပဿနာတရားပြတာသူလဲပလင်ပေါ်တခါမှတက်တယ်လို့မကြမိပါဘူးအခုတခါမှလည်းတနင်္လာရီတိုင်းတဝင်းမျိုးနဲ့ဝဲကျွန်းထိန်လေရက်လေရင်ကွင်းလမ်းမှာသာသနာအဆောက်အဦတွေတိဆောက်ပြီးရိတ်သာဖွင့်ကပလင်ပေါ်တက်တရားဟောတဲ့ဥယျာဉ်ချင်းဆိုတဲ့အမျိုးသားကိုစက်တင်ဘာ25ရက်နေ့ညနေပိုင်းမှာ သက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။လက်ရှိမှာအဆိုပါအမျိုးသားကိုတဝယ်မြို့နယ်ရဲစခန်းမှာထိန်းသိမ်းထားပါတယ်။အဓိကတော့သူကတရားလဲဟောတယ်၊ဘေးတင်လဲဟောတယ်။အခုကျသူကပြင်တွေဘာတွေပေါ်တက်တဲ့အခါကျတော့တန်ခါနာယကနဲ့တသနာရေးမှုနဲ့ရဲရီကဓမ္မယုံမှာဒီနေ့ညနေလာဖမ်းခဲ့တာပါ။သူကတော့မိမရှိပြီးအရင်ကရိတ်သာဖွင့်တရားဟောပြောဘေးတင်ဟောကလောက်ကင်စားတောင်းနေရပါ။နောက်ပိုင်းမှာတော့သူ့ရဲ့အဖေလှုပ်စင်ကိုလက်လွဲယူလိုက်တာပါ။ ပထမကတူကရိုးရိုးလေးပဲသွားပါ යි ခုနောက်ပိုင်းမှာပလင်ပေါ်တက် တရားဟောတာကိုလုပ်ခဲ့ရပါတရားဟောခွင့်က လူတွေလည်းရှိပါ යි ဒါပေမဲ့တန်ကအတုံးဆောင်တော့တုံးခွင့်မရှိပါဘူးရုပ်ဆိုးအကျဉ်းတန်တာက ထီးဖြူဆောင်နေရက်တောင်ကိုင်းနေပလင်ပေါ်တက်တယ်အဲ့ဒါကမဟာယနာနေညီတဲ့လူဝိနဲ့အိမ်တော်ပြုပြီးတော့အဲ့ဒါမျိုးလှုပ်ရှားတယ်ဆိုတဲ့သဘောဖြစ်နေရပါအဆိုပါအမျိုးသားကသာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိပဲသာသနာမည်မဟုတ်တဲ့နေရာမှာသာသနာအဆောက်အဦတွေတိစောက်ပြီး ယထဗုဒ္ဓပဋိသတိသဒ္ဒနာယိတ်တာအဖြစ်ဖွင့်လင့်ကအဋိဌံဝင်လာသူတွေကို တရားပြတရားဟောနေရဖြစ်တယ်လို့သိရပါတယ်ရိတ်တာကိုလည်းတန်ခါနာယကခွင့်ပြုချက်မရှိဘဲစောက်ပြီးတရားစခန်းတွေလုပ်တယ်။အဲ့ဒါလေးရှင်းရအောင်မေဒုက္ခရောက်စီကျွန်တော်မဟုတ်ဘူး။လမ်းမနေလို့လမ်းစဉ်ကိုတည့်စီချင်တာပါ။အဆိုပါအမျိုးသားက2024ခုနှစ်မတိုင်ခင်ကလေးကဒဝင်မြို့နယ်မှာယထဗုဒ္ဓပฏิပတိသာသနာရိတ်တာဖွင့်ပြီးတရားပြတာမျိုးရှိခဲ့ပေမဲ့ပလီမော်တက်ပြီးတရားဟောတာမျိုးမရှိခဲ့ကြောင်း အခု2025ခုနှစ်ထဲရောက်မှသာပလင်မော်တက်ထိုင်ကတရားဟောပြသနေရဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။သူကဘုန်းကြီးတွေကိုတော့ယူကြိုးပါတယ်။အဓိကတရားပြတာမျိုးလို့သိရပါတယ်။တရားလာထိုင်တဲ့သူအထိတ်ထန်လာဝင်သူတွေကိုတရားပြတာမျိုးပါ။အားလုံးကသိနေရတော့ကြပါပြီ။ဒီလိုပဲသူ့လို့သူ့လို့ကိုယ့်လို့ကိုယ်လုံနေကြတာဒီကဘုန်းကြီးတွေလည်းသိကြတာပဲ။အခုလိုင်းပေါ်ရှောင်းမှသိပြီးပြောကြလို့အရေးကြီးတာဖြစ်မယ်လို့ ဒဝေမြို့ခံကပြောပါ යි ယထဗုဒ္ဓပတိတတိသာသနာရိပ်သာမှာအဋိဌံသူတရားအထုတ်သူအများအပြားရှိနေပြီးပြီးခဲ့တဲ့နှစ်မှာတော့ကဆိုရင်ကထိန်ပွဲပင်ကျမခဲ့သေးရလို့သိရပါ යි အလားတူမွန်ကြီးနယ်မုတုံမြို့နယ်နေပထောရွာမှာသာသနာအဆောက်အဦတွေစောက်ပြီးထီးဖြူဆောင်ထားတဲ့ပလင်မော်တက်ထိုင်ပြီးတရားဟောတဲ့ပရိကတ်သုံးပုံမေတော်ကြီးဆိုသူအမျိုးသမီးကိုလည်းစတင်မာလ20ရက်နေ့ကသက်ဆိုင်ရာမြို့နယ်ရေစကန်တာဝန်ရှိသူတွေနဲ့ မြို့နယ်တန်ခါနာရက်ကသာသနာ့ဌာနတို့ကဖန်ကြီးထိမ့်သိမ့်ကသာသနာညှို့နှံ့စေတဲ့ပုံမှန်295နဲ့အရေးယူမှုရှိခဲ့ပါတယ်။တချို့ကတော့ဘုသူတော်ရီရောမေတော်ရီရောနဂါမိသားစုတွေရောနတ်မိသားစုတွေရောမြမပြည်မှာလည်းစုံနေရပဲ။လိင်တဲ့သူကလည်းတယောက်ပြီးတယောက်ပေါ်လာသလိုအလင်ခံမဲ့သူတွေကလည်းတပုံကြီးထိုင်ပြီးလက်အုပ်ချီနေတဲ့သူတွေကိုပဲအံ့ဩတယ်။အလင်ခံမဲ့သူတွေကလည်းတပုံကြီးထိုင်ပြီးလောအုပ်ချီနေတဲ့လူတွေကိုပဲအံ့ဩတယ်။တရားဟောတရားပြခြင်းကြီး ယဟန်အဖြစ်ခံယူလို့ရနိုင်တဲ့သားနဲ့ဝိဖြူစင်ကျဲဝိပြီးယဟန်တော်တော်အဆောင်ရောင်တွင်နဲ့မို့ဒီလူကတော့အွန်လိုင်းပေါ်မှာလူပြောများနေခဲ့တာပဲဖြစ်ပါကိုကွယ်မှုတွေမားနေမှတည်ရနဲ့တက်တက်ငရဲယူနေကြတာဘာရီမန်ကိုမသိတော့ဘူးစိတ်ပြက်စရာပါပဲအခုလိုပလင်ထက်မှာထိပြူဆောင်ပြီးတရားဟောပြောနေလို့အဖမ်းခံရတဲ့ဖို့သူတော်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်